မနဲ့စောစောဂျင်းစားတဲ့အကြောင်းရင်ဂျင်းလို့ပြောလိုက်ရင်မသိသူပါခက်ရှာရှာပါဟိကမွေးကြအနေနဲ့ရောဆေးပတ်ဝင်တဲ့အရာတစ်ခုအနေနဲ့ရောပါဂျင်းတဲ့ခံအနာကဆိုပေမဲ့မနဲ့ကင်းစောစောမှာဆေးပတ်ဝင်တဲ့ဂျင်းတဲ့ခံအနာကကျမကြီးအတွက်တော်တော်လေးအကျိုးများတာပါကဲမနက်စောစောဂျင်းစားတဲ့အကြောင်းတွေကိုအတူတူလိုက်ကြည့်လိုက်ကြရအောင်နော် ရင်းကတရုတ်အိန္ဒိယအာဖရိကနဲ့ကာရဘီယံပါဝင်အခြားပုံနွေးနဲ့ရာသီဥတုအခြေအနေရှိတဲ့နိုင်ငံတော်တော်များများမှာပေါရောက်ကြပါတယ်ဂျင်းကဟင်းရာတွေကိုအနံ့ရတာတိုးစီတာကြောင့်ထူထူတူတူပြောပြနေစရာမလိုအောင်တည်ထားပေးတာပါဂျင်းကဆေးဘက်ဝင်နေဆိုတာကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကလက်ခံလာခဲ့ကြတာပါဂျင်းကပေးတဲ့ကျမကြီး ဂျင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းကစိတ်ပတ်ဝင်တဲ့အရာတစ်ခုအဖြစ်လက်ခံခဲ့ကြတာပါဂျင်းစားသုံးတာကအစာကျေစေနိုင်တယ်မအိမ်မသာဖြစ်တာကိုသက်သာစေနိုင်တယ် အော့အန်နေတာကိုလည်းသက်သာစေနိုင်တယ်။သွေးတွင်းသကြားဓာတ်ကိုလည်းထိညှိပေးတယ်။ပြီးတော့အဆစ်ရောင်နာတာကိုလည်းသက်သာစေတယ်။ကြွက်သားနာခြင်းမှုကိုလည်းသက်သာစေတယ်။ခေါင်းကိုက်တာ၊ဓမတာလစင်နာခြင်းကိုက်ခဲတာတွေပြီးတော့ကားမှုဓာတွေကိုလည်းသက်သာစေတဲ့အပြင်ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုများစွာကိုပါပေးစွမ်းနိုင်ပါတယ်။ခြင်းကပေးတဲ့အဟာရ ဂျင်းကပူယုံစက်ယုံဟင်းရဲ့ရနန်းရတာကိုပြေဆောင်စီုံတင်မဟုတ်ပါဘူးအခုလိုအာဟာရအထွက်တွေလည်းခြေဝါးစားပါပါသေးတယ်ကယ်လိုရီကာဗိုဟိုက်ဒရိတ်အမြင့်ဓာတ်ပရိုတင်းအဆီဓာတ်သကြားဓာတ်ဗီတာမင် B3 ဗီတာမင် B6 တန်တက်ပိုတက်ဆီယမ်ဗီတာမင်စီမဂနီဆီယမ်ဖော့စ်ပေးဇင်ဖောလိတ်ရိုက်ဘိုဖရာဗန်နီကာဇင်စတဲ့အာဟာရဓာတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။မနက်စောစောကျင်းစားတဲ့အကြောင်းရင်မနက်စောစောကျင်းစားပေးတာကအခုလိုကြွေးကြူစုတွေရနိုင်ပါတယ်။နာကျင်ရောင်ရမ်းမှုကိုတက်တာစေနိုင်တယ်နာကျင်ရောက်ရမှုကလူတော်တော်များများခံစားရနိုင်တဲ့ပြဿနာတစ်ခုပါ။တနေ့တာမှာထိတွေ့မိတဲ့ဓာတ်ရုပ်ပစ္စည်းတွေ အာဟာရပြည့်ဝလုံလောက်အောင်မစားမိတာတွေကနာကျင်ရောက်ရမှုတွေကိုဖြစ်စေနိုင်ပါတယ်။ဒီပြဿနာကိုအကောင်းဆုံးဖြေရှင်းဖို့ဆိုရင်နေထိုင်မှုပုံစံကို ပြောင်းလဲတာနဲ့စားသောက်မှုပုံစံကိုပြောင်းလဲတာပါ။ဒါတွေကိုပြောင်းလဲမှုကနာတာရှည်နာကျင်မှုတွေကိုအထီးရောက်ဆုံးသက်သာစေနိုင်ပါတယ်။ဒီတော့မနှက်စောစောဂျင်းရည်နေကြံလေးတစ်ခွက်လောက်တောက်ပေးပါနော်။ တတိုးဆန့်ကျင်အားနှစ်သင်ကျေဝရဲခြင်းကတတိုးဆန့်ကျင်အားနှစ်သင်ကျေဝတာကြောင့်နှလုံးရောဂါအာရုံကြောဆိုင်ရာရောဂါတွေကင်ဆာအသက်အရွယ်ကြောင့်ခံစားရတဲ့ရောဂါတွေကိုသက်သာစေနိုင်ပါတယ်ရှင်ဓာတ်တိုးပစ္စည်းတွေကြောင့်ခန္ဓာကိုယ်မှာထိခိုက်တာမျိုးတွေမဖြစ်အောင်အထူးရောက်ဆောင်ကာကွယ်ပေးနိုင်ပါတယ် အရက်တွေလွန်ကျွန်တော့တာဆက်လိတွေအရန်တော့တာနဲ့စိတ်ဖြည့်စည်းမှုဒဏ်ကို အချင်းကြာမြင့်စွာခံစားရတာကြောင့်ခန္ဓာကိုယ်မှာခံစားရနိုင်တဲ့ပြဿနာတွေကိုသက်သာစေနိုင်ပါတယ်။လိလာတွေ့ရှိချက်တွေအရာဂျင်းကိုပေါ့နော်မနဲ့စောစောစားသုံးပေးတာကကြောက်ကက်ထိခိုက်တာကြောက်ကက်ပျက်စီးတာတွေမဖြစ်အောင်ထိရောက်သောကောက်ွယ်ပေးပါတယ်။ဂျင်းကကိစ္စယောဂါကိုလည်းကောက်ွယ်ပေးနိုင်ပါတယ်။ မနက်စောစောဂျင်းစားတာကမအီမတာဖြစ်တာကိုသက်သာစေပြီးတော့အစာကြည်စေတယ်။အစာမကြည်တဲ့အခါမျိုးတွေအော့အန်တာနဲ့မအီမတာဖြစ်တာမျိုးတွေကိုလည်းသက်သာစေနိုင်ပါတယ်။ဒါကြောင့်ဒီပြဿနာတွေကင်းစေဖို့ဆိုရင်တော့မနက်ခင်းစောစောမှာဂျင်းရည်နွေးကြံလေးတစ်ခွက်လောက်တောက်ပေးသင့်ပါရဲ့နော်။သွေးတင်တခြားတက်ကိုလည်းကြာစင်စေနိုင်ပါတယ်။ စည်းကြိုရှိသူတွေအနေနဲ့မနက်ခင်းမှာဂျင်းယူနေချန်တစ်ခွက်တောက်သုံးတာကသွေးတွင်းတကြားတက်ကိုအထူးရောက်ဆိုထိညှိပေးနိုင်ပါတယ်။ဒါကြောင့်သွေးတွင်းတကြားတက်ကို ထိန်းဖို့ပဲဖြစ်ဖြစ်စည်းကြိုယောဂရှိသူတွေအနေနဲ့စည်းကြိုကို ထိန်းညှိဖို့ပဲဖြစ်ဖြစ်မနက်ခင်းမှာဂျင်းယူနေချန်လေးတောက်သုံးပေးဖို့ရပါရဲ့နော်။ သွေးတွင်းကိုလက်စထရောကျစေစေနိုင်ပါတယ်။ဂျင်းကသွေးတွင်းကအကျိုးမပြုတဲ့ကိုလက်စထရောတွေကိုလည်းကျစေစေနိုင်ပြီးတော့နှလုံးသွေးကြောတွေကိုလည်းကျန်းမာစေနိုင်ပါတယ်။ဒါကြောင့်သွေးတွင်းကိုလက်စထရောကျစင်းပြီးတော့ကျန်းမာစေဖို့ဆိုရင်ဂျင်းရည်နွေးကြမ်းလေးတောက်သုံးလို့ရပါတယ်ရှင်။ဝေးချဖို့ကူညီပေးနိုင်တယ်။ ကိုယ်လေးချိန်ကြစေဖို့ကျဲမိုင်ရင်နဲ့ညီညွတ်အောင်စားသုံးတာလေးချိန်ငန်လှုပ်တာတွေအပြင်ဂျင်းရည်နွေချမ်းပူပူလေးတစ်ခွက်တောက်ပေးတာကလည်းခန္ဓာကိုယ်ကအဆီဘိုတွေကိုတည်တည်တတ်တာကြာစင်စေနိုင်ပါတယ်။ဒါကြောင့်ဝေးချခြင်းတူတိုင်းစဉ်းစားသင့်တဲ့အချက်တခုလို့ပြောပြရစေနော်။ ရေတက်ဖြစ်ပေးနိုင်တယ်ဒီလိုပြောရတာကဂျင်းကိုပေါ့နော်ဒီရဲ့တိုင်းစားတာထက်များသောအဖြစ်တော့ရေနွေးတဲ့စိန်တောက်တာရေအေးထည့်ပြီးတော့ပေါ့နော်ရေအေးတက်ထည့်ပြီးတော့စိန်တောက်တာလုပ်ကြတာများပါတယ်ဒီရဲ့အတွက်လိုအပ်တဲ့ရေတက်ကဖြစ်ပြီးသားဖြစ်သွားမှအသေးကြပါပဲမနက်ကဆက်ဆက်ချင်းမှာဂျင်းစိန်ထားတဲ့ရေနွေးလေးပဲဖြစ်ဖြစ်ရေအေးလေးပဲဖြစ်ဖြစ်ပေါ့နော်တောက်ပေးတာကလိုအပ်တဲ့ရေတက်ပြည့်ဝနေစေဖို့အကောင်းဆုံးအဖြစ်ပေးနိုင်ပါတယ် ဂျင်းရဲ့အာနေတဲ့ဟာဘယ်အခြေစားစားဒီတိုင်းမှုလို့မနက်ပိုင်းမှာမစားဖြစ်လဲစိတ်မပူပါနဲ့။ကြံတဲ့အချိန်တွေမှာတင့်တော်သူလိုစားပေးရင်အလားတူအကျိုးကျေးဇူးတွေရမှာပါလို့ပြောရင်းနဲ့ပဲကျမရဲ့ဖြူလေးကိုဆုံးသက်လိုက်ပါရှင်။အားလုံးပဲညီကောင်းကြမှာကြပါစေလို့ဆုတောင်းပေးပါရနော်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်။